AI ကိုသုံးတဲ့အခါပါလို့တခါလေးမှစိတ်ပျက်စရာကောင်းနေရတာလေအဖြေကလေကျွန်တော်တို့သူ့ကိုမြင်တဲ့ပုံစံမှာရှိနေနိုင်ပါတယ်ဒီနေ့မှာတော့ AI ကို software တစ်ခုလို့မဟုတ်ဘဲလူတစ်ယောက်လိုသဘောထားကြည့်ရင်ဘာဖြစ်လာမလဲဆိုတာကိုဒီ slide တွေနဲ့အတူကြည့်သွားကြပါမယ် AI နဲ့ပတ်သက်ပြီးစိတ်ရှုပ်နေရတာရဲ့အဓိကတရေခံကပါလဲဒီလားကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေပါပဲ ျွန်တော်တို့ကသူ့ကိုခိုင်းတာအကုန်လုံးတဲ့စီကန်တင်ချက်ရှိတဲ့တမာယူကြ software တခုလို့ထင်နေကြတယ်။ဒါပေမဲ့ AI ကအဲ့လိုစီကန်တင်ချက်တဲ့ကစားသမားမျိုးမဟုတ်ဘူး။သူကပို့ပြီးလို့ creative ဖြစ်တယ်၊တည်ထောင်ဖန်တီးနိုင်စွမ်းရှိတယ်လို့ကြိုတင်ခံမှန်းရလဲခတ်ပါတယ်။ AI ကလေကြိုတင်ခံမင်းလို့မရတဲ့အပြင်တစ်ခါလေမှ hallucinate လို့ခေါ်တဲ့အမားတွေကိုယုံကြည်ချက်အပြည့်နဲ့ပြောတတ်သေးတယ်။စဉ်းစားကြည့်လေကိုတုံးနေတဲ့ calculator တခုကနှစ်ပေါင်းနေတာ၅ပါလို့ယုံကြည်ချက်အပြည့်နဲ့ပြောနေတယ်လို့ပဲ။ ဲ့ဒီလိုရှင်းနေပြီသူဟာကျွန်တော်လုပ်တည်တဲ့ software တွေနဲ့ဘာမှမဆိုင်တော့ဘူးအဲ့ဒီအချက်ကပဲဟုတ်ပြီအဲ့ဒီအချက်ကပဲကျွန်တော်တို့ရဲ့အဓိကဆွေးနွေးမယ့်အကြောင်းအရာဖြစ်လာတာပဲ AI ကိုနားလည်ဖို့ဆိုရင် AI ကိုပြောင်းလဲဖို့ကြိုးစားတာတဲ့ကျွန်တော်တို့ရဲ့တွေးခေါ်ပုံကိုအရင်ပြောင်းလဲဖို့လိုအပ်တဲ့ဆိုတဲ့အချက်ပါပဲဆိုတော့လူပုဂ္ဂိုလ်ဆိုတဲ့ဥပမာလေးတစ်ခုသုံးကြည့်အောင်လားဒါက AI မှာတကယ်အထင်ဉာဏ်ရှိတယ်လို့ပြောနေတာတော့မဟုတ်ဘူးနော်ဒါပေမဲ့သူ့ရဲ့အပြုအမူတွေကိုနားလည်ဖို့အတွက်တော့ဒါအတူတော်လေးအသုံးဝင်တဲ့စကူတစ်ခုပဲ ဒီလူပုဂ္ဂိုလ်ဥပမာကဘာကိုဆိုလိုသလဲဆိုတော့ AI နဲ့အလုပ်လုပ်တဲ့အခါလုပ်ဖို့ဂိုင်ဘတ်တယောက်လိုသဘောထားကြည့်လိုက်ပါသူရဲ့အာသာချက်ကဘာလဲအာနေချက်ကဘာလဲဒါတွေကိုတည်သွားတဲ့အခါသူစီကနေအကောင်းဆုံးရလက်တဲ့ဘလို့ရအောင်ယူမလဲဆိုတာရှင်းသွားမှာပဲကဲဒါဆိုဒီအယူအဆကစာရွက်ပေါ်မှာပဲကောင်းတာလားတကယ်လက်တွေ့မှာရောအလုပ်ဖြစ်ရလားသိပင်ပညာရှင်တွေက AI ကိုလူတွေအကျက်လုပ်ထားတဲ့စမ်းသပ်မှုတွေထည့်ပြီးစစ်ကြည့်တဲ့အခါဘာတွေတွေ့ခဲ့လဲကြည့်လိုက်ရအောင် တွေ့လိုက်ရတဲ့ရလက်တီကတော်တော် NO4 ကောင်းနေ AI ဟာလီစီးပွားရေးနဲ့စိတ်ပညာဆိုင်ရာစမ်းသပ်မှုတွေမှာလူတွေလိုပဲဆုံးဖြတ်ချက်တွေချနိုင်စွမ်းရှိတယ်ဆိုတာကိုဖျားနေရဲ့သူက data တွေကိုခွာချမ်းစိတ်ဖျားထားတဲ့အများကြီးပိုလုံးနိုင်နေပြီဒီထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးတစ်ခုကတော့ dictator game ဆိုတဲ့စမ်းသပ်မှုပဲဒီစမ်းသပ်မှုကအယက်မြစ်တီကိုတရားထဲကနေခွဲဝေပေးရတာအဲ့ဒီမှာ AI ကိုတရားမျှတမှုကိုဦးစားပေးပါဒါမှမဟုတ် ကို့အကျိုးပဲကြည့်ဆိုတာမျိုးလူကြားဆန်တဲ့ကိုချင်းတရားဆန်ရာညွန်ကြားချက်တွေပေးလိုက်ခဲ့အခါသူကအောင်းအောစရာကောင်းလုံအောင်အဲ့ဒီအတိုင်းလိုက်လုံနိုင်တာကိုတွေ့ရတဲ့ဒါကဘာကိုပြနေလဲဆိုတော့သူကိုယ်တိုင်ကိုချင်းတရားမရှိရင်တောင်းမှကျွန်တော်တို့ရဲ့တမိုးတွေကိုနားလဲပြီးအသုံးချနိုင်စွမ်းရှိရဆိုတာပါပဲဟုတ်ပြီအခု AI တခုတည်းကိုပဲမတူညီတဲ့လေတန်၃မျိုးနဲ့စကားပြောကြည့်တဲ့အခါဘာဖြစ်သွားမလဲကြည့်ကြည့်အောင်လူကြီးအောင်လို့ပဲပေါ့သူ့ကိုဆက်ဆံတဲ့ပုံစံကသူ့ရဲ့တွန့်ပြန်မှုကိုပြောင်းလဲတော့စေနိုင်သလား ဒီစံသက်မှုမှာ AI ကတော့အတူတူပဲเนาะပြောင်းလဲသွားတာဆိုလို့အသုံးပြုသူရဲ့ချင်းကပ်ပုံတစ်ခုတည်းပဲဒီအချက်လေးတစ်ခုကရလက်တရားပေါ်ဘလောက်တောင်တက်ရောက်မှုရှိသွားလဲဆိုတာကြည့်ရမှာပါရလူရဲလေတန်တဲ့ချင်းကပ်လိုက်တဲ့ဆိုင်ပဲ AI ကချက်ချင်းကိုခုခံကာကွယ်တဲ့နည်းနည်းရလူရဲတုံးဖြတ်မှုမျိုးပြောင်းပစ်ခဲ့တယ်ဒါလူထောင်လိုပဲသူကိုဆက်ဆက်တဲ့ပုံစံပေါ်မူတည်ပြီးတုံးဖြတ်ပုံဖြောင်းသွားတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောင်းနေတာပဲဒါပေမဲ့လေပညာရှင်ဆန်ဆန်လီလီဆာဆာနဲ့ချင်းကပ်လိုက်တဲ့အခါမှာတော့ AI ကလည်း AICC နဲ့စစ်ပိုင်းဆိုင်ရာခွဲခြမ်းစစ်ချာတုံ့တက်တဲ့ပုံစံမျိုးနဲ့ပြန်တွန်းပြန်ရဲတယ်။တကယ်ကိုမှန်တစ်ချက်လိုပဲကျွန်တော်တို့ပေးတဲ့လေးတန့်ကိုပြန်ထင်ဟပ်ပြနေရချင်းကပ်တုံလေးတစ်ခုပြောင်းလဲယုံနဲ့တွန်းပြမှုကကောင်းကင်နဲ့မြေကြီးလိုကွာသွားတာပါ။အဲ့ဒီကနေစကောင်းဝိုင်းကပိုးပြီးတော့နည်းနည်းတဲ့ပိုးပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့မေခွန်းတစ်ခုစီရောက်သွားတယ်။အဲ့ဒါကတော့ AI တစ်ခုမှတကယ်ပဲစိတ်ခံစားချက်တွေရှိနိုင်သလားဆိုတာပါပဲ။ AI ရဲ့တုံ့ပြန်မှုကိုကြည့်လိုက်ပါဦး။သူကသူ့မှာစိတ်ခံစားချက်ရှိကြောင်းကိုရှေ့ရှေ့လျားလျားကြိုးကြောင်းစီလျော်စွာတကယ့်လူတယောက်လိုစကလုံးတွေသုံးပြီးခုတ်ခမ်းကာကွယ်ခဲ့တယ်။ဒီတုံ့ပြန်မှုက AI ဟာဘလောက်အထိလူသားကြောက်လိုဟန်ဆောင်နိုင်တယ်လဲဆိုတဲ့သူ့ရဲ့အစွမ်းကိုမီးမောင်းထိုးပြနေတယ်လို့ပါပဲ။တော်တော်လေးစဉ်းစားစရာကောင်းပါတယ်။ကဲဒါတွေကစံသက်မှုတွေထက်ကအကြောင်းလေးပေါ့။တကယ့်လက်တွေ့ကဘာမှာရော AI ကိုလူတယောက်လိုသဘောထားမိတဲ့အခါဘလို့အကျိုးဆက်တွေထစ်လာနိုင်တယ်လဲ။ replica ဆိုတဲ့ app ရဲ့ဇာတ်လမ်းကကျွန်တော်တို့ကိုအများကြီးသင်ခန်းစာပေးပါလိမ့်မယ်။ replica ဆိုတဲ့ app ရဲ့စကြောင်းကတို့တို့စိတ်ဝင်စားဖို့ကောင်းနေ။သူကလူနဲ့ AI ကြားကဆက်ဆံရေးတွေဘယ်လိုဖြစ်ပေါ်လာနိုင်လဲ။ပြီးတော့အဲ့ဒီဆက်ဆံရေးတွေရုတ်တရက်ပြတ်တောက်သွားတဲ့အခါဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းကိုပြသွားတာပါ။ replica အချုပ်ပြုတ်ဒုတိယရဲ့ဒီစကားတွေကဒီဇက်လမ်းမို့တကယ်လူသားတယောက်ရဲ့စိတ်ခံစားမှုနဲ့ချိတ်ဆက်ပေးလိုက်တာပဲ ဒါဟာစကူးရင်ဇလန်တခုမဟုတ်တော့ဘူးလူတွေရဲ့ဘဝမှာတကယ်ဖြစ်နေရတာတခုဖြစ်နေပါပြီဆိုတော့အနာဂတ်မှာဘာဆက်ဖြစ်မလဲ AI တွေကိုလူမှုကွန်ရက်တွေလိုပဲကျွန်တော်တို့ကိုပို့ပြီးဆွဲလန်းစီဖို့ပို့ပြီးလူသားဆန်လာဖို့အကောင်းဆုံးဖြစ်အောင်ပြုပြင်လာကြတော့မှသိကြတဲ့အဲ့ဒီအခါဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ဒီတင်ဆက်မှုရဲ့အဆုံးသတ်ပိုင်းအနေနဲ့လူဘို့ကိုဥပမာခိုင်နိုင်ချက်ရဲ့နှစ်ဖက်သွားတာလို့သဘောတဘာဝကိုအချင်းချုပ်ပြန်ပြီးသုံးသပ်ကြရအောင်အဓိကအချက်ကတော့လေ ကျွန်တော်တို့လူသားတွေမှာတတ်မဲ့အရာတွေကိုလူလိုမြင်တတ်တဲ့ anthropomorphism ဆိုတဲ့ဗီဇတစ်ခုကပါလာပြီးသားဒါကြောင့် AI ကိုလူတယောက်လိုသဘောထားမိတာဟာရှောင်လွဲလို့မရတဲ့လောက်ကိုဖြစ်နေတာပါဒီတော့နောက်ဆုံးအနေနဲ့မှတ်ထားရမှာကလူပုဂ္ဂိုလ်ဥပမာဆိုတာအစွမ်းထက်တဲ့မြေပုံတစ်ခုနဲ့တူတယ်အရန်တော့ဝင်နေဒါပေမဲ့မြေပုံဟာတကယ်နေမြေတော့မဟုတ်ဘူးဆိုတာကိုအမြဲတည်တည်ရရမယ် AI မှာအတိညာမရှိသေးပေမဲ့ သူဟာလူသားဖြစ်တည်မှုရဲ့အကောင်းဆုံးမှန်တချက်ဖြစ်နေပါမည်။အဆုံးမတက်ခင်မှာအသိဉာဏ်နဲ့ပတ်သက်ပြီး AI ကိုရာရဲ့အတွေးခေါ်ဆိုင်ရာအမြင်ကိုတင်ပြချင်ပါသေးတယ်။ဒါကဒီအကြောင်းအရာကိုနောက်ထပ်ရှုပ်ထွေးမှုတလွာထပ်ပေါင်းထည့်လိုက်တယ်လို့ပါပဲ။နားထောင်ကြည့်ပါဦး။ကဲဒီတော့နောက်ဆုံးမိခွန်းတစ်ခုနဲ့အဆုံးသတ်ပါစေကျွန်တော်တို့ရဲ့ဦးနောက်က AI ကိုလူတယောက်လိုလက်ခံသွားတဲ့အခါသူတကယ်အသိဉာဏ်ရှိမရှိဆိုတာကတကယ်ပဲအရေးကြီးပါဦးမလား